အထိုင်များတဲ့အလုပ်လုပ်တဲ့သူတွေမှာနှိမ့်ချတဲ့အခါမှာဖြစ်နိုင်ခြေရှိတဲ့ယောဂါမျိုးဆရှိပါတယ်။ဒီနေ့မှာတော့အထိုင်များတာနဲ့ပတ်သက်တဲ့စီယောဂါတစ်ခုအကြောင်းကိုဝေမျှသွားမှာပဲဖြစ်ပါတယ်။စီယောဂါဆိုတာကစီးပူစီအောက်တာကနေစတင်ပြီးတော့စီးကြောက်တရားနဲ့နောက်ဆက်တဲ့ကြောက်ခဲယောဂါအထိဖြစ်နိုင်ပါတယ်။စီးသွားနေပြီးတော့ခေါင်းအောက်ပိုင်းမှာခြေနှစ်ဖက်ကပ်ခဲနေတဲ့လူနာတွေကိုကြည့်တဲ့အခါမှာခြေကုန်တစ်ဖက်မှာရောင်ပြီးတော့ဖောင်းနေတာကိုတွေ့ရတတ်ပါတယ်။ ခြေထောက်ဖောင်ရောင်တာကဆိုရင်ကြောက်ကပ်ပြဿနာကြောင့်ဖြစ်နိုင်တယ်လို့ကြောက်ကပ်ကပိုလျော်နေတဲ့အရေတွေကိုဆေးအဖြစ်မဆွတ်ထုတ်နိုင်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ဖောင်ရောင်လာတာပါအထူးသဖြင့်ခြေခုနှစ်ဖက်ဆပြီးတော့ဖောင်ရောင်လို့ရှိတယ်လို့ဖောင်ရောင်သူရဲ့ခြေစလုံးညူတဲ့ခြင်းနဲ့ပြီးမှဆိုလို့ရှိရင်လည်းနှိပ်ကြည့်တဲ့အခါမှာခွက်ကြံနေပြီးတော့ခဏကြာရင်ပြန်ဖောင်းလာတာကိုတွေ့ရတတ်ပါတယ်အသက်35နှစ်ဝန်းကျင်အဝလွန်တဲ့အမျိုးသမီးတွေမှာဆိုရင်ခြေနှစ်ဖက်ကိုက်ခဲ့ပြီးတော့ခြေကုန်ရောင်နာတွေအဖြစ်များပါတယ်။ဒါဘာလို့လဲဆိုရင်တော့ ကိုယ့်ရဲ့ဆိုင်ရင်စပွေးနဲ့ကလတ်ထိုင်ကိုအသုံးမပြုဘဲနဲ့ကျန်းပြေမှာပဲအချိန်ကြာမြင့်စွာထိုင်နေတဲ့အတွက်ကြောင့်မို့ဖြစ်လာတာပါဒီလိုတွေမဖြစ်အောင်လို့အတွက်ကိုယ့်အနေနဲ့စင်ကြရမှာနှစ်ချက်ရှိပါတယ်ပထမအဆုံးအနေနဲ့ညစာထမင်းစားပြီးတဲ့အခါမှာထိုင်ပြီးတော့အလွန်လွန်တဲ့အတွက်ကြောင့်မို့လို့စားသားတဲ့အစားအစာတွေကအစာအိမ်မှာပဲရှိနေပြီးတော့1 byte ကိုခောက်ထိုင်တာတဲ့အတွက်ကြောင့်မို့လို့အစာမကြီးဖြစ်နိုင်တာပါ ောက်တစ်ချက်နေနေကြတော့1 byte တင်းနေတဲ့အခါမှာခါဆိုင်ကြောတွေပါတင်းနေပြီးတော့ခောက်ထိုင်တာတင်းမြခွေထိုင်တာတွေကကြောက်ကတ်ကိုအပူခဲတာဖြစ်နေပါတယ်။တရက်နေ့ရက်နေ့ကကိစ္စမရှိပေမဲ့ရက်လာကြတဲ့အခါမှာကြောက်ကတ်နဲ့ခါဆိုင်ကြောတွေကိုပါထိခိုက်လာနိုင်ပါတယ်နော်။အစပိုင်းမှာတော့စီးအောက်တလို့စီးဘူးတလို့ဖြစ်လာရနေပြီးနောက်ပိုင်းမှာခါတောက်တာခါနာတာစီးသွားတဲ့အခါမှာနေလာတာစီးမှာအနေအနစ်ပလာတွေကိုကြုံတွေ့ရနိုင်ပါတယ်။ဒါတွေပဲလားဆိုရင်မဟုတ်သေးပါဘူး။ ခြေထောက်အောက်ပိုင်းမှာသွေးလေမလျှောက်တော့ပဲဖောင်းပြီးတော့ရောင်တင်းလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။အထိုင်များတဲ့အလောလောတဲ့သူတွေအနေနဲ့ကြည့်ထားမှာကတော့ဘယ်လောက်ကိုမဆိုးနှစ်နာရီထပ်ပိုပြီးတော့မထိုင်သင့်ပါဘူးနော်။နှစ်နာရီထပ်ပိုပြီးလုပ်တာဆိုရင်ကြောက်ကဲ့ယောဂရနိုင်ခြေရှိတယ်လို့စီးအောက်ခါကဲ့ယောဂနေပါဖြစ်လာနိုင်ပါတယ်။ထိုင်တဲ့အနေအထားမှာကလထိုင်မှာချင်းနှောင်းတွဲလဲချတာပြီးတော့ခါကိုတက်နိုင်သမျှမမတ်ထားထိုင်ရမယ့်အနေအထားဖြစ်တင်ပါတယ်။ ခါကိုကိုးပြီးတော့တချမ်းဆောင်မိထိုင်တာဆိုရင်အနေအထားလည်းမမှန်သလိုကြာတဲ့အခါမှာခါဆောင်ပြီးတော့ခါအာယုံကျောညက်တဲ့ယောဂါပါရရှိလာနိုင်ပါတယ်။ကိုးပြီးထိုင်တာဆိုလို့ရှိရင်လည်းကြောက်ကကိုအပူကိုစင်နိုင်ပါရဲ့နော်။ကြောက်ကယောဂါရတဲ့သူတွေရဲ့နောက်ဆက်တဲ့ယောဂါအနေနဲ့ကတော့သွေးတို့ယောဂါပါ။ကြောက်ကကရေတွေကိုမတွန်းထုတ်တဲ့အတွက်ကြောင့်မို့လို့သွေးကြောအတွင်းမှာရေဓာတ်တွေများပြီးတော့ဖိအားတို့ကသွေးတို့လာရတာပဲဖြစ်ပါတယ်။ တွင်းကျောမှာရှိတဲ့ရေတွေဟာစီးရဖြစ်ကြောက်ကွက်ကိုမစွန့်ထွက်နိုင်တဲ့အတွကြောင့်မို့လို့နှလုံးသွေးကြောအထိပြန်သွားပြီးတော့သွေးပြေအားတလာရပါတယ်။နှလုံးကသွေးသွောင်းအောင်လို့ပို့ပြီးညှအားသုံးရပါတယ်။အဲ့ဒီအခါမှာသွေးပောင်ခြေဖိအားတက်လာရတာပါ။ကြောက်ကွက်ကစီးရဖြစ်စုမှာပဲသွေးပြေအားပြန်လည်ကျသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့တချို့သွေးကြောစီးတွေမှာစီးစီးတွေးပေးထားရပဲဖြစ်ပါတယ်။အထိုင်များတဲ့အတွကြောင့်မို့လို့ဇီယောကကိုယောင်ယောကသွေးတို့ယောကရဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ခါမက်တော်ထိုင်ကုန်းနဲ့ထိုင်မယ်။ ထိုင်ခြင်းကိုနှစ်နာရီထက်မပိုဘူးပိုးတဲ့အခါမှာလည်းနာရီဝက်ခန့်နားကျင်ပေးပြီးတော့ခါးဆက်လမ်းလျှောက်လေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးသင့်ပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်အခုဗီဒီယိုနားထောင်နေတဲ့သူတွေမှာအထိုင်များပြီးတော့အလောလောရတဲ့သူတွေပါလာမယ်ဆိုလို့ရှိရင်တော့နှစ်နာရီထက်ပိုပြီးတော့မထိုင်ပါနဲ့တော့လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုတ်ချလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်